ိမ်ရဲ့အငြိချင်းကဘာလဲလို့မေးမယ်ဆိုလို့ရှိရင်အနုဋ္ဌာနာတက်တက်ကြွားကြွားအလုံးမလုံးချင်းဟာအိမ်ရဲ့အငြိချင်းပဲအိမ်ပေါ်မှာနေတဲ့အခါမှာတန်တန်ပြန်ပြန်မနေတတ်လို့ပြင်းကြီးနေတဲ့ပုံကိုယ်တွေနေတဲ့အိမ်မှာဆိုရင်အိယာထဆောင်းမခောက်တာကအစားကိုယ့်ရောက်ကရအမိုက်တဲ့အတီရှုပ်ပွားပြီးကိုနေတဲ့နေရာဟာတန်ပြန်မှုမရှိဘူးအငြိချင်းတွေပဲအနုဋ္ဌာနာဆိုတာမကြိုးစားခြင်း မတက်ကြွခြင်း လုံလဝီရိယကင်းမဲ့ခြင်းဟာ အိမ်မှာနေတဲ့ပုဂ္ဂိုလ်တွေအိမ်ရဲ့အညစ်အကြေးတွေပဲလို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားဆိုလိုတာကကိုယ်အိမ်ကိုယ်ရာနဲ့အိမ်မှာအဆောက်အအုံမှာနော်အဆောက်အဦးနဲ့နေကြတဲ့အခါမှာတန်တန်ပြန်ပြန်ကြည်ကြည်နွနွဖြစ်အောင်လှလှပပပြင်ဆင်လို့စနစ်တကျထားပြီးဒီလိုနေတဲ့ပေါ့ဒီလိုဆိုလိုတာပေါ့အိမ်ထဲမှာနေပြီးတော့ဖြစ်ကြတဲ့ဆံမနေပဲနဲ့ ်တန်တန်ပြန်ပြန်ခြင်နူးဝဲဖြစ်အောင်အိမ်မှာအမြဲတမ်းတန်းစင်နေအောင်တန်ရှင်းနေအောင်ဒီလိုထားတဲ့နေစူးစားအထုတ်တဲ့နေလို့အကယ်၍အဲ့လိုမလုပ်ဘူးဆိုလို့ရှိရင်အိမ်ဟာအိမ်ထဲမှာရှုပ်ပွေနေမှာဒါကအတွင်းနဲ့ပြောတာနောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် maintenance ဆိုတာအမှန်တမ်းလို့မြန်မာလူမျိုးတွေအားအနေဆုံးပဲ maintenance ကပြောရမယ်ဆိုရင် ငွေကြေးကုန်ကြခံပြီးတိုက်ကြီးတွေဆောက်ဝန်ကြီးတွေဆောက်တယ်လှူလို့ရှင်လဲတိုက်ကြီးတွေဆောက်ဝန်ကြီးတွေလှူရမ်းကြတယ်ပြီးတဲ့အခါကျတော့ပြုပြင်ထိမ့်သိမ့်မှုဆိုတာလုံးဝမရှိမရှိတော့ဘာဖြစ်လဲဖះရည်ဆိုရင်ညောင်မင်းပေါက်တဲ့တိုက်တွေဆိုရင်လည်းညောင်မင်းတွေပေါက်နေတယ်ပျက်စီးဆုံးရှုံးကုန် maintenance မရှိတာ အနုဌာနမလာကရာအဆောက်အဦတွေဆောက်လုပ်ထားတဲ့အဆောက်အဦတွေတန်တန်ပြတ်ပြတ်မထားရင်ပျက်စီးတယ် လမ်းတွေမှာလည်းပဲတန်တန်ပြတ်ပြတ်မလုပ်ဘူးဆိုလို့ရှိရင်လမ်းတွေပျက်စီးတယ်။အိမ်တွေမှာလည်းပျက်စီးတယ်၊ရေမြောင်းတွေလည်းပျက်စီးတယ်။အနုဌာဏမလာကြတာ။အလုံးမလုပ်ဘူးဆိုလို့ရှိရင် လောကကြီးတစ်ခုလုံးဟာယိုယွင်းပြိုကျပျက်စီးသွားနိုင်တယ်လို့မြတ်စွာဘုရားကဒီတတိပေးတဲ့စကလုံးလေးဟာတာမန်စကလုံးမဟုတ်ဘူး။အလွန်ကြီးမားတဲ့အနုဌာဏမလာကြတာ။စီပင်သားရရဲ့ဆောင်မုတ်တောင်လှုပ်ဖို့ကောင်းတာနော်။ မိန်တိန်နဲ့ရှိရမယ်မြို့တာယာတန်ရှင်းဖို့ဆိုင်းဘုတ်ကလေးတွေချိတ်လို့မရဘူးကိုယ်တိုင်လက်တွေ့နေစင်နဲ့အမြတန်ရှင်းပြီးတော့နေဖို့စီပင်တိုးတဲ့နေအောင်ဟာအမြဲတမ်းဥထာဏလို့ဆိုရဲတက်တက်ကြွကြွဆောင်ရွက်လုပ်ကြနေမှသာလေတန်ရှင်းခြင်းစင်ကြယ်ခြင်းဆိုတာရှိတယ်နော်အဲ့ဒါမြမပြေမှာ အားနေနေတုံးပဲမြမလူမျိုးတွေတရားတရားအလွန်ကောင်းတဲ့ဆောင်းဦးကြီးတွေစောင့်တယ် ဆောက်ထားတဲ့အဆောင်ဦးကြီးတွေနောက်ထပ် maintenance လုပ်ဖို့ခေါင်းနဲ့မထည့်ဘူးတပြေးပြေးပြက်ပြက်ပြက်ပြီးတော့ယူရင်းပြည့်စည်သွားတယ်အနေထားမျိုးတွေရောက်တော့ဘောဒါတွေကတတိထားစရာမြတ်စွာဘုရားကိုယ်တိုင်ကအနုဋ္ဌာဏမလာကြတဲ့အဆောင်အုံတွေဟာနော်ခရီးမဆိုင်ဘူးမကြိုးစားဘူးမပြုတ်ပြင်ဘူးဆိုလို့ရှိရင်ဒါအညစ်အကြေးတွေပဲဒီအညစ်အကြေးတွေကိုရှောင်ရှားဖို့အတွက် maintenance အမြဲတမ်းဂရုစိုက်ပြီးတော့ထိမ့်သိမ်းဆုံးရှုံးရမယ်။ဒီလိုထိမ့်သိမ်းဆုံးရှုံးမှု လုံးမသားလဲအစာအုပ်တွေဟာကြားရှိတည်ထက်မယ်။လမ်းတွေကြားရှိတည်ထက်မယ်ဒီလိုဆိုလိုတာပေါ့နော်။ဒါကြောင့်မို့အလုံးအေးပါတဲ့မြတ်စွာဘုရားရဲ့အဆုံးအမလောကကြီးတစ်ခုလုံးမြို့နယ်ကြီးတစ်ခုလုံးကျေးဇူးတော်တစ်ခုလုံးတာယာလပ်ပဖို့အတွက်ကဥဋ္ဌာဏကြိုးစားအထောက်မှုကအလွန်အရေးကြီးတယ်ဒီလိုဆိုတာ